စတဲ့ content လေးတင်ပေးပါလို့တောင်းဆိုကြတာရဲ့ပြီးတော့ရောကျွန်တော်အခုတက်နေ course ကလည်း exam လာပြီဆိုတော့ဒီနေ့ထားလို့ကြမယ်ဒီ video ရဲ့ကြိုးစားတို့ချာမှာလည်း study tips တွေထည့်ပေးပါမယ် ဒီနေလုံးမှာကကြတော့အဲနည်းနည်းလွယ်ရသူခန်းစားရတဲ့ဘာသာရဲ့ခက်တယ်လို့ခန်းစားရတဲ့နှစ်ဘာသာကကြောင့် soft study လုံးမှာပေါ့နော်။နာနာရေးကြရင်ကကြတော့အတန်းချိန်တကူရှိသေးတယ်။အဲ့ဒီဟာလည်းတက်အောင်မယ်ဆိုတော့ဘုံဘာသာ study လုပ်ပါမှာပါဒီနေ့က။ထမအောင်ဆုံးလုပ်မဲ့ဘာသာကတော့ physics ပဲဖြစ်ပါလေ။ physics ကကြတာဂျာဇဲလုံးကကြတော့အရင်ခက်ခဲဘာသာရင်းရောမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ဘာလဲဆိုတော့အရင် share နာ share တဲ့ဟာလေးတွေကိုနည်းနည်း revise တွေပြန်လုပ်ပြီးရော open book နဲ့အခု paper တစ်စောင်အပြင်ကြည့်မယ်။နောက်ပြန်လေဒီနေ့ကဆိုလို့ချက်စိမောမရှိဘူးလေ။ အရရိုက်နေတဲ့နာမှာအေးအရင်ငိုက်ပြီးတော့အေးချင်နေရမနက်ကအဲ့လိုမျိုးအေးမော်လန်နဲ့ဂျင်ထောက်ကဝေးပြန်လာပြီးတော့အခုလဲစားတာမဖြစ်မနေလုံးဝမဆိုးရတယ်မလုံးလို့ရတယ်မရပြန်ဒါဆိုအခုလုံးနေရကကြတော့ဒီ physics ရဲ့အာ past paper လုံးနေရပေါ့နော်ဒီမှာကမေးခွန်းတွေရှိရပြီးရကျန်းစာဒီစာအုပ်ထဲမှာပြန်ပြီးရဖြေရမှာပေါ့ ဖြေရမယ့်အခါမှာတချို့နားမလည်အပုပ်တွေရှိလာရင်ကကြတော့ textbook ထဲကနေပြီးအများကြီးအဲ့လိုပြန်ပြီးရရှာမှာဒါပေမဲ့ textbook file ရဲ့မှာပြန်သွားရှာဖို့ကကြတော့ seminar လည်း300ကျော်လောက်ပါတာဘူလိုဂျင်းတဲ့ topic နဲ့အဲ့လိုမျိုးအတိအကျပြန်ရှာဖို့ကကြတော့ဟို time consuming နဲ့အရင်ဖြစ်တယ်အဲ့ဝါကျန်စရာကြတော့ငပြင်းစာလုံးကြီးတစ်ခုရှာတွေ့တာအဲ့ဒါပါလဲဆိုတော့ဒီ Oppo ရဲ့ Reno 14 series တဲ့ကနေပြီးတော့ဒီ note တွေယူနေကြပေါ့လား revision website တစ်ခုရှိရဲ့ဒီ revision website ထဲမှာသူက note တွေရေးထားပြီးသားဒါပေမဲ့ short to the point လည်းမဖြစ်ဘူး ့ပေါ့နော်အဲ့တော့ဒီဟာကြီးကို Poco Reno 14 series မှာပါတဲ့ AI tool တွေက AI summary ဆိုတဲ့ဟာနဲ့ summary ရေးခိုင်းလိုက်သူရဲ့ AI tools ကလည်းတော့အရင်ပြည့်ပြည့်ပုံလုံး cyber လေးကိုဒီနေ့ကိုရွှေ့လိုက်တယ်ပြီးရင်အမှ paragraph တစ်ခုဖွင့်လိုက်ပြီးဆိုတော့သူရဲ့ site မှာ auto အမျိုး AI summary AI speak လို့မျိုး tools တွေကြာလာအဲ့တော့ဒီနေ့က summary ပုံစံနဲ့ပြတဲ့အတွက် AI summary ကိုနှိပ်ပြီးလာပါတယ်ဒီမှာ short to the point နဲ့အဲ့လို list တွေထွက်လာတော့ summary မင်းအဲ့ဒီဟာတွေကိုကြမ်းကြည့်ပြီးတော့ revise ပြန်လုပ်တယ်ဒီမှာဆိုရင်ကြမ်းရေးခိုင်းလိုက်တဲ့ summary လေး ထွက်လာပါပြီအတူချုံရင်းရဲ့ prediction လောက်ကကျတော့အချိန်ကုန်လည်းတတ်ပါတယ်အဲ့တော့อืมကြည့်စမ်းကြတော့ဘာလို့ဒီစာလုံးလို့အောင်စင်တက်စင်နေ ခုပါဒီ summary ရေးထားတဲ့ဟာကတော့အိဒီကမေးခွန်းရဲ့ဟိုစာ notes လေးပြန်ရေးပြီး revision တဘောမျိုးနဲ့စာပြန်ပြီးကြည့်တယ် Gary ကိုကတော့အဲ့လို notes ပြန်မရေးချင်ဘူးဒါပေမဲ့ဟို podcast တပုမျိုးလည်းပေါ့နော်တရားကလည်းမရှင်းပြနိုင်ဘူးပုံစံနားထောင်ရင်လည်းဆိုရတယ် site button ကို scroll လိုက်တယ်ပြီးတော့ဒီ open number AI speak ဆိုတာလည်းရှိရဲ့ အဲ့ဒါကိုနှိမ့်လိုက်တဲ့အခါကျရင်သူက document အကုန်လုံး scan လုပ်သွားပြီးရင်ကိုယ့်ကိုဟိုလိုရမယ် AI speak ဆိုတာပြန်ပြီးတော့ဖတ်ပြပေးနိုင်မယ်။ဒီအဆောင်ကကျေးဇူးအခုနဖွင့်ထားတဲ့အဲ့ဒီ note document ကိုပေါ့နော်သူ့ကို AI speak နဲ့ဟိုဖတ်ပြ Contamination and irradiation. Contamination. ကျန်တဲ့ကြဒီဟာကို provision အနေနဲ့အသုံးမများဘဲနဲ့ဘယ်မှာပို့ပြီးတော့အသုံးပြလဲဆိုရင်ဟိုကိုဖတ်ချက်နဲ့စာအုပ်တစ်ခုပါပေါ့နော် YouTube မှာဆိုရင်လည်းအဲ့လိုပြန်ပြီးတော့စကားပြောနဲ့လုတ်ထားရတာမရှိဘူးပေါ့အဲ့ခါကျရင်တိုင်း website တစ်ခုသွားပြီးတော့ပဲအဲ့ဒီစာအုပ်ကို ebook အနေနဲ့ရှာလိုက်တယ်ပြီးတော့ဒီ AI speak to ဆီကိုပုံပြီးတော့ငါငါ့ကိုဖတ်ပြပေါ့ဒီဟာကို scan လုပ်ပြီးတော့အဲ့ခါကျရင် AI speak ဆိုတာလေးတစ်ခုနှိပ်လိုက်အောင်နဲ့ audiobook ပုံစံမျိုးဖြစ်သွားတာပေါ့ရှင်းလို့ကျွန်မပို့ပြီးတော့ထင်းထင်းသာသာမြင်ရအောင် Wednesday ချိန်လိုက်ပါမယ် ောကအိမ်မှာတော့ရောက်စားလုံးနေရပေါ့နော်ဖစ်စစ်တပါတာပြီးသွားပြီဒါပေမဲ့ရှမ်းအရန်အောင်မှာအိမ်ငိုက်လာတော့အခု coffee ဆိုင်မှာမာရှာမဲတော့ your energy ဆက်လာလဲစားလို့တော့ပါခုနကတော့အထဲမှာအရန်ကိုစီမံနေတော့ right here အထဲမှာဆူနေတယ်ကိုအပြင်ရွှေ့သွားပါလဲဆိုအပြင်မှာပါဘတ်စကားတင်နေလာပြီးတော့ဆူနေနေတယ်စိတ်ကောင်းရှိတော့။စာလုံးစရာကိစ္စလေးဖြတ်ပြီးသွားပြီးဆိုတော့အလုပ်ကိစ္စလေးကိုဘိုက်ပြန်မယ်ပေါ့နော်။ဒီ Messenger တို့တခြား Social Media Platform တွေကြောင့်ဘိုက်ပြန်ဖြစ်ပေမဲ့ email ကကြာတိုက်ပြီးတော့အလုံးဝင်မကြည့်ပြပေါ့။ Company ဘက်ကကြာတော့ဟို email နဲ့ပဲဆက်သွယ်လာကြတာအများကြီးပေါ့။အဲ့တော့ email ကိုဒေချာလေးပြန်ပြီးဘိုက်လုပ်ဖို့ကြာတော့ဟို formal ကြာကြာနဲ့ပြန်ပြီးရေးပြီးတော့မှကောင်းလာလေ။အဲ့တော့ကျန်တဲ့အကြောင်းပြောရဆို formal email ကို တိတ်ပြီးတော့အားမတန်အောင်ဒီ Oppo ရဲ့ဖုန်းထဲမှာက AI writer ဆိုတဲ့ tool လေးပါတယ်အဲ့ဒီ tool ဆိုတော့ငွေကြေးပြန် email ကို reply ပြန်လာဟိုဒီမှာအချစ်ကုတ်သဘောမျိုးပေါ့ဒါလုံးလဲဆိုတော့တစ်ချက်ပြပေးမယ်အဲ့ဒီထဲမှာဆန်ချက်စဉ် Gmail ကိုဝင်လိုက်ကြပေါ့နော် Gmail မှာဆိုရင်ဒီ email ကို reply ပြန်ရမယ်ပဲထားပါတော့အဲ့ဒီ email ရဲ့ reply နေရာကိုနှိပ်လိုက်တယ်ပြီးရင်ဒီ Bina Cyber လေးကိုဆွဲလိုက်တဲ့အခါကျရင်ခုန AI tool ဆို AI summary လေးကိုအောက်ဖက်မှာအမှ AI writer ဆိုတဲ့ဟာလေးရှိတယ်အဲ့ AI writer လေးကိုနှိပ်လိုက်ပြီးတော့ရင် तू ကအမှဟိုက describe the content that you want to write ဆိုပြီးတော့ မျိုးဟို box တွေတခုပေါ်လာနိုင်တယ်ပြီးရင်အဲ့ဒီ box ထဲမှာစကြာလုံးဝကို broken english နဲ့ ရေးပေးလိုက်မယ်။အောက်ဘက်က generate song နှိမ့်လိုက်တာနဲ့သူကနေပြီး broken image ပေါ်မူတည်ပြီးတော့ formal image style နဲ့ပြန်ပြီးတော့ဟို generate လုပ်ပေးရဖို့ AI ကနေပြီးတော့အခုနောက်ကကျွန်တော်ပြောပါတာကကျွန်တော်ဟိုငါပြီးရင် reply လုပ်လိုက်ပါမယ်။ I will reply to the major ဆိုပြီးတော့အဲ့ဒါကိုရေးလိုက်တာပေါ့။ဒါပေမဲ့အခုဒီ email မှာကျွန်တော်ကျန်ကသူရဲ့ဟို application ကို promote မလုပ်ရှင်ဘူး because I'm not used to this like social programs ။အဲ့တော့ဒီရမှာဆိုတော့သူက AI writer မှာကဘာပြန်ရွေးလို့ရလဲဆိုတော့ နေရဒီစာဟိုမျိုးဟိုအရေးသားနဲ့ရေးစီချင်ပါတယ်အဲ့လိုမျိုး concise တာ detail လာ polite တာဆိုပြီးတော့ outcome ကိုလည်းမရှုလို့ရတယ်အဲ့တော့ဒီအချက်လေးကတော့ကောင်းတယ်ဘာလို့လဲဆိုတော့ဟို human အရေးသားနဲ့အနည်းဆက်ဆုံးဟောဟောအရင်ကဟို AI ကရေးပေးထားလို့မဆန်တော့အဲ့ကြောင့်ရနေပြီးတော့အခုဒီမှာဟိုသူကိုငင်းလိုက်တာဖြစ်တဲ့အတွက် polite ကိုရှုလိုက်တယ်ပြန်ရောက်လာပါပြီရှင်။ငါနိုင်အမီ 原 来呀，刚才就来担心的路，所以我一定带来不浪费。丽丽、查理、冰茶、宝石。啊，科目很多，先录这个笔记，喂。今天刚好呃，十二点半到课，比爸爸 class 在的不呢？ အဲ့တော့ကျေးဇူးသုံးပါးသား standing လုပ်ခဲ့ပါရဲ့အလုံးစက်ဒီဗီဒီယိုလေးသဘောကျမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ကြည့်ကြပါမယ် Bye bye